ငလင်းပေးအလွန်မြမအစည်းအဝေးပြန်လည်ကူစားခြင်းနှင့်ပြန်လည်ထရောင်ခြင်းသုံးသက်ဆွေးနွေးပွဲဒုတိယနေ့ကိုဒီနေ့မေ31ရက်မနက်ပိုင်းကနေပြည်တော်မှာရှိတဲ့မင်္ဂလာသီရိဟိုတယ်မှာဆက်လက်ကျင်းပခဲ့ပါတယ်။ငလင်းပေးအလွန်မြမအစည်းအဝေးပြန်လည်ကူစားခြင်းနဲ့ပြန်လည်ထရောင်ခြင်းသုံးသက်ဆွေးနွေးပွဲ Foreign on Rebating မြမ Post-acquired Economic Recovery ဒုတိယနေ့အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အောင်နဲ့စီဝိုင်းနဲ့ကိုတန်းရောင်းဝယ်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးထွန်းအောင်တို့ကအခွင့်အမာစကားတွေပြောကြားခဲ့ပါတယ်။အဲဒီနောက်မြမပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မြမ narrative ထင်ထန်ကဒေါက်တာဇော်ဦးက ငလင်းပေးအလွန်မြမစေဝါရေးပြန်လဲကူစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲပထမနှစ်ဆွေးနွေးချက်တွေအပေါ်အနှစ်ချုပ်သုံးသက်ဆွေးနွေးတာတွေဆောင်ရွက်ခဲ့ပါတယ်။ဒါ့အပြင်ငလင်းပေးအလွန်မြမစေဝါရေးပြန်လဲကူစားခြင်းနဲ့ပြန်လဲထူထောင်ခြင်းသုံးသက်ဆွေးနွေးပွဲကရရှိလာတဲ့ရလဒ်တွေအပေါ်စကားဝိုင်းဆွေးနွေးတာအစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းရှင်တွေဖော်ထုတ်တာတွေကိုဆောင်ရွက်သွားမယ်လို့သိရပါတယ်။